ျွန်တော်ကအရင်တော့ထမင်းစားတဲ့ဘာစားညာစားဗီဒီယိုတွေတင်မှုတယ်ဒါပေမဲ့စကားတစ်ခုမှမပြောဘဲနဲ့စားဒါပေမဲ့ဒီနေ့တော့စကားပြောပြီးစားငါပြောမှရမှာလို့ပြောချင်ဒီမှာအဖေကိုစားမယ် father father เนาะ father ပို့ပြီးတဲ့ father ပို့တော့မှဒီချိန်ကစုံနှုံလလောက်ဆိုရင်ငိုဦးကြပေါ့เนาะကျွန်တော်တို့ငိုတွေစားရတဲ့အချိန်မှာဖားတွေထွက်လာတာပို့ဖားကြတယ်လို့ခေါ်တာပို့အဲ့ဒီအချိန်မှာကျွန်တော်ကလေးဘွားဆိုရင်တော့ကျွန်တော်အဖေကသူကိုယ်တိုင်ထွက်ရိုက်တယ်အဲ့မှာဖားအောင်မှာ၁၄ကောင်းအောင်ကောင်း၁၆ကောင်းအောင်အဲ့လိုမျိုးအဲ့လိုမျိုးရရတာပို့เนาะ အခုချိန်မှာသူကမလုပ်တော့ဘူးဒါပေမဲ့ကျွန်တော်ကိုစားစေချင်လို့ဆိုတော့သူဝယ်ပြီးတော့မှချက်ပို့လိုက်တာပေါ့နော်အများကြီးပဲကျွန်တော်ထင်တပိတ္တလောက်ရှိမှာအများကြီးပဲအဲ့ဒါကိုကျွန်တော်စွဲမယ်ဟိုအိမ်မှာမီးလဲမလာဘူးထမင်းလည်းမရှိတော့ဘာလုပ်ရလဲဆိုတော့တိုင်ရနေပြီးတော့မှထမင်းနှစ်ပွဲပေါ့နော်ထမင်းမျက်မှန်လည်းမကောင်းလို့ဒီမှာစက်သားတုပ်ကမှားတယ်ဒါပေမဲ့ဒီအောင်မစားဘူးပြစ်လိုက်အဲလေဝဲလိုက်စက်သားတုပ်ကိုဝဲလိုက်ထမင်းနှစ်ပွဲမှားအဲ့ဒါကိုလည်းထည့်နောက်ကတော့ဆေးပြီးပြီကွာမဆေးရသေးလဲငါးလက်နဲ့ငါးပါးဆက်ပေါ့ဟုတ်တယ်မလားအင်း ီဖားသားဆိုရင်ကျွန်တော်မစားပစ်တာဆယ်စုံနဲ့တစုလောက်ကိုရှိတယ်အင်ကထွက်လာကလေးကဒါမစားပစ်တော့တခြားမှလည်းဝယ်လည်းမစားသလိုချက်လည်းမစားပြီတော့ပြင်မှာကိုကဒီဟာထွက်တဲ့နေကရောက်လာတဲ့ကောင်ဆိုတော့ကိုနေရဟာဆိုတော့ကိုစားမှာတော့အခုဒါကိုနေရလုံးဝဖားဆိုတာဗျမ်းမလားဖားမို့လဲကျွန်တော်ဘက်မှာတနေ့မှာမိုးကြတခါပဲထွက်တဲ့စားပါလို့ခေါ်တာဖားချင်းမျိုးပေါ့ဟမ်အဲ့ရှက်တွေ့မှာနော်မစားတာကြာပြီနော်ဖြစ်လေစားခဲ့ခြင်းနဲ့ ားခါညောက်ကလည်းတိတ်ပြီးတော့တစ်ခါတစ်ခါလည်းဖိအိနတာရှာနေသွားဆိုတယ်လို့ဖြစ်တဲ့ခါလည်းဖြစ်အခုသူကစားနေတယ်ဆိုတော့စားပြီကျွန်တော်စားကြလုံးမဟုတ်ဘူးအဲ့လိုမဟုတ်ဘူးတွေ့ပြီကဘာလို့တွေ့ခဲ့တယ်ကျွန်တော်လက်တပါနေလေခမင်းလည်းဖြတ်တာကြာတယ်မင်းရောတွေ့တယ်ဟာစားနေတယ်ဘာလဲဘာရပါရပွေပြချင်လို့ဒီနားလေးတက်လာ ငယ်ဘွားပြန်ရောက်သွားတော့ခံစားရတယ်။ငယ်ဘွားကိုငငယ်ရစားခဲ့တဲ့အစားအစာပေါ့နော်။ဆယ်စုနှစ်တစုလောက်ဝေးကွာခဲ့တဲ့အစားအစာကိုအသက်ကြီးတဲ့အချိန်မှာပြန်စားကြည့်။တကယ်ငယ်ဘွားပြန်ရောက်သွားတော့တကယ်ခံစားရ။ကိုငငယ်ရစားခဲ့တဲ့နေရာပေါ့နော်။အဲ့နေရာအစားအစာတွေပြောတာ။လွန်ခဲ့တဲ့

မတည့်ရစားပြီးဆိုတော့ထမင်းရလည်းဒီမှာတော်တော်ရော့ပါထိုင်ပြီးပြန်တွင်းမယ်ငါကတပွဲရှိသေးတယ်ဟုတ်ပါပြီမင်းတော့ထပ်တော်ရုံအញ្ញာနေထွက်လာပြီးဆယ်စုနဲ့တစုကြတဲ့အထိအញ្ញာထမင်းဟင်းဆိုတော့တော်တော်ငတ်မစားသလောက်ပဲဒါမျိုးပို့တယ်ဆိုတာလဲကျွန်တော်အဝေးယူအဝေးဆိုတော့နှမ်းပို့လို့လည်းမလွယ်ဘူးလေမကုန်မှနေတာဆိုတော့ဒါအခုကနင်းနေလို့ဒါနှမ်းပို့တော့စားရတာအိမ်ထမင်းတော်မဟုတ်ဘူးလေအိမ်ဟင်းပေါ့နော်ဒါပေမဲ့အတူတူပါကောင်း အားရပါရတွေ့မယ်ဒါနောက်ဒီနေ့တော့ကျွန်တော်ဘက်ကိုအလဲလိုက်ခဲ့ထမင်းဟင်းသူ့ယာဒီစာကတော့ခင်ဗျာအမုန်းစားတာဆိုတော့ထမင်းဆိုရင်အားရပါရစားမှဂျင်းနဲ့ကျွန်တော်ဘက်ကလေးလေอืมครับชู ဝဲဆယ်နှစ်စာလောက်အောင်ထားလို့ဖြစ်တယ်။စီပြန်ချက်ထား။ဝဲတာဝဲတော့ဝင်နေတော့ကျိုးသွားတယ်။တော်သားတော့တော်သားလို့ပြောရမှာ။

နမပြီးအောက်ပိုင်းပေါ့နော်ဒီမြေပြန်နေပေါ့ဗျာတောင်ပေါ်မှာတော့မတည်ဘူးလားမင်းတော့မြေပြန်နေမှာဆိုရင်မိုးကြဆိုရင်ရလေးရှိတဲ့ဖားပေါ့နော်အဲဒီဖားကိုချက်ထားတယ်ဖားသာဟင်းမှာညင်းစားကောင်းပါရဲ့စားခြင်းကျွန်တော်အိမ်လာခဲ့ပါလောစဲကြံပါလေးရောလောစဲနော်မြောက်လာတဲ့ဆင်ကြမရှိတော့อืมอ่า